ကွယ်လွန်သွားတဲ့ဇနီးတည်းရဲ့ပုံစံတူစီလီကွန်ရုပ်ထုကို ပြုလုပ်ခဲ့တဲ့မျိုးသားတည်သောသူကြိုင်မေလို့ဆိုကြပေမဲ့အချိန်တွေဘလောက်ပဲကြာကြာအမေးနိုင်ကြတဲ့သူတွေလည်းရှိကြပါလေ။အိန္ဒိယနိုင်ငံကမျိုးသားတယောက်ဟာကွယ်လွန်သွားတဲ့ဇနီးတည်းကိုသတိရတဲ့အထိမ့်မတ်အနေနဲ့ဇနီးတည်းနဲ့ပုံစံတူ30ကီလိုဂရမ်လေးတဲ့စီလီကွန်ရုပ်ကြီးပြုလုပ်ခဲ့ပါတယ်။ Debras ကပင်စင်ယူထားတဲ့အစိုးရဝန်ထမ်းတူဖြစ်ပြီးအိန္ဒိယနိုင်ငံမှာနေထိုင်ပါတယ်။ အသက်39နှစ်ရွယ်သူ့ရဲ့မျိုးသမီးကတော့ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ဇနီးတဲ့ကွယ်လွန်ချိန်မှာတော့သီးခြားစီခွဲနေရတာဖြစ်တဲ့အကြောင်းအနားမှာမရှိပေးနိုင်ခဲ့ပါဘူး။ဇနီးတဲ့ကိုအရင်လွှတ်ဆွနေတာကြောင့်ပုံစံတူဆီလီကွန်ရောထူကြီးပြုလုပ်ခဲ့ပါတယ်။ဆီလီကွန်ရောထူကြီးကိုပြုလုပ်ဖို့6လကြာမြင့်ခဲ့ပြီး American Dollar 3000ကုန်ကျခဲ့ပါတယ်။ Andrani ကသူမရင်ကွယ်လွန်သွားခဲ့ရင် သူမနဲ့ပုံစံတူရောထူကို ထားရှိပေးဖို့ဆန္ဒရှိခဲ့ပါတယ်။ ဇနီးတဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့တက်ဘတ်စ်ကမဖြစ်ဖြစ်အောင်ကြိုးစားအားထုတ်ခဲ့ပါတယ်။အင်ဒရာနီရဲ့မျက်နှာမူယာနဲ့ပုံစံတူရဖို့ဂရုတစိုက်စီမံခဲ့ပြီးနောက်ဆုံးမှာတော့ရန်ကိုတက်ဝင်တဲ့အင်ဒရာနီရဲ့ပုံစံလိုရုပ်ထုကိုရရှိလာခဲ့ပါတယ်။ရုပ်ထုကိုသူမမင်္ဂလာဆောင်စဉ်ကဝစ်ဆင်ခဲ့တဲ့ဝစ်ဆောင်လေးကိုဝစ်ဆင်ပေးခဲ့ပြီးအိမ်ကသူမကြိုက်ဆုံးနေရာမှာထားပေးထားပါတယ်။မိသားစုဝင်တွေကတော့ပုံစံတူစီလီကွန်ရုပ်ပြလုပ်တာကိုသဘောမကျကြပါဘူး။ဒါပေမဲ့ဆွေမျိုးရင်းနဲ့အိမ်သားချင်းတွေကတော့ ကူညီပေးခဲ့ကြပါတယ်။တပ်ပတ်စ်ကတော့ဇနီးတဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်လို့ဝမ်းသာနေပါတယ်။